ခြေပြားကိုသွားနေရဖြစ်ပါရဲ့ခင်ဗျ။ရောက်ခံနေပါပြီ။ ခြေပြအိုင်နှမ်းမှာရှိတဲ့ဈေးရန်ဖြစ်ပါတယ်ခင်ဗျစီရဲနဲ့မှာတော့ထောပက်တီရောင်းတာကိုလည်းတွေ့ရပါတယ်။အပင်တွေရောင်းတာလည်းတွေ့ရတယ်ခင်ဗျ။တခြား data trap ပစ္စည်းတွေကိုလည်းရောင်းနေတာကိုတွေ့ရပါတယ်ခင်ဗျ။ ီစီတဲ့နေ့ကိုကြော်ပြီးတော့ရေးပြအိမ်ကိုရောက်ဖို့နည်းနည်းဆက်ပြီးတော့မောင်းရပါသေးတယ် ရေပန်းအိုင်ရှိတဲ့နေရာကိုရောက်ရှိပါပြီဒီနေရာမှာလဲဆိုင်ကန်းလေးတွေရှိပါရဲ့ခင်ဗျာ ရေပြအိမ်လေးကိုကားဝင်လို့မရပါဘူးခင်ဗျဒီလမ်းလေးကနေပြီးတော့လမ်းလျှောက်ပြီးတော့သွားကြည့်ရမှာဖြစ်ပါတယ်ရှိမှာတော့ရေကန်တကန်ရှိရဲ့တရားလေးအောင်မှာတော့ရေတွေအခုလိုပဲရေတကုန်လိုမျိုးစီးဆင်းနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ် lúc đó bông nhỏ ấy giả đấy na đi hả đó bông nhỏ thì na đi mà vậy thì Thank you. 家里洗两遍。这家这，俺们边的呀，他妈 <noise> <noise> 小姐，苗的被一边挨着。 ရှင်းပြရင်ကတော့ဒီလင်းလေးတန်းကနေပြီးတော့ဝင်သွားပြီးတော့လေကနေပြီးတော့အောက်ကိုဆင်းကြည့်ရမှာဖြစ်ပါတယ်။ဟိုးအောက်မှာမြင်နေရတာကတော့ရှင်းပြအိုင်ပဲဖြစ်ပါတယ်ခင်ဗျာ။ရှင်းရတော့ပြန်နေရဟုတ်ပါတယ်။လေ နေရလဲထိုးနေရဖြစ်တဲ့အတွက်ရေကပြန်နေရပို့ပြီးတော့တည်တာပါတယ်တခြားဖျားဘူးတွေလေဒီမှာလာပြီးတော့ကြည်ကြတယ်တပုံရကြပါတယ်ခင်ဗျာဒီရေဒီကွန်လေးကတော့စစောတော့လာတဲ့ဈေးရဲနာမှာရှိရဲ့ရေဒီကွန်လေးပဲဖြစ်ပါတယ်ခင်ဗျာကားလင်းပြီးမှရှိနေရဖြစ်တဲ့အတွက်တပုံဆင်းပြီးတော့ရိုက်လို့လည်းရပါတယ် ရေတခွင်ပြီးမှဈေးတန်းရှိပါတယ်။ဈေးတန်းမှာလည်းဆိုင်ခဲနေရအများကြီးပါပဲခင်ဗျ။တချို့ခီးသွားရည်လေရေကုန်မှာဆင်းပြီးတော့ဓာတ်ပုံရိုက်ကြပါရဲ့ခင်ဗျ။ ောက်ဘက်တီးတွေကတော့တော်တော်လေးကိုများပါတယ်ခင်ဗျာစီရဲနဲ့မှာပတ်ပြီးတော့ဝေးစားရှိတာဝေးပြီးတော့ကျွန်တော်တို့ပြန်လေထွက်ခွာပါမယ် မိမိရဲ့တောင်ကိုမော်ဝဲရနေစတဲ့ပြီးတော့ဝင်လာပါပြီခင်ဗျလှမ်းမြင်နေရတာတော့မိမိရဲ့တောင်ပဲဖြစ်ပါတယ်

မိမိရဲ့တောင်မှရက်တော်မူရုပ်ပွားတော်တွေကိုအခုလိုပဲဖူးတွေ့ရမှာဖြစ်ပါတယ်မိမိရဲ့တောင်ဘာနဲ့သွားတူလဲဆိုတော့ပြည်မြို့မှာရှိတဲ့အကောက်တောင်ပုံစံနဲ့သွားပြီးတော့ဆင်တူပါရဲ့ခင်ဗျဒါကလေကတဆင့်တက်လာတဲ့နေရာဖြစ်ပါတယ်။ရွှေအုံးငွေအိုးပါ ဒီနေရာလေးကနေပြီးတော့လေတောင်အောက်ကဖြူတွေကိုလှမ်းပြီးတော့ကြည့်လို့ရပါတယ် report တစ်ဆင့်ကိုဆက်ပြီးတော့တက်ပါမယ်ခင်ဗျာ။ ုတ်လီကားတွေဖြစ်ပါတယ်အုတ်လီကားတွေကနည်းနည်းတော့မတ်တယ်ခင်ဗျအညီတော့ညီတယ်ဒီနေ့က ဒီအဆင့်ကတော့ရတ်တော်မူရုပ်ပါတော်တွေရှိတဲ့နေရာပဲ ဖြစ်ပါတယ်ဆက်ပြီးတော့တက်လို့ရပါသေးတယ်ဆက်တက်ပါအောင်မယ်ခင်ဗျဒီလီကားတွေကတော့ပို့ပြီးတော့မှတ်တယ် တချို့ခྱི་သွားရင်လေဒီနေရာမှာအတော်လေးကိုမောနေပါရဲ့ခင်ဗျ။ ဒီနေရာကတော့လေကားတက်စစ်ချိုးနေရာလေးဖြစ်ပါတယ်။ဒီနေရာနေအောက်ကရှုခင်းလေးကိုကြည့်ရင်လည်းတော်လေးလာပါတယ်။တပုံရမယ်ဆိုရင်ဒီနေရာလေးကလည်းလာပါတယ်ခင်ဗျ။ ခေကတဆင်ဆက်တက်ပြီဆိုရင်တော့တောင်ရဲ့ထိတ်ဆုံးပိုင်းများကိုရောက်ရှိပြီဖြစ်ပါရဲ့ခင်ဗျာကျောက်ဆောင်တွေပေါ်မှာဒီလိုမျိုးဈေးလေးတည်ထားတာကိုလည်းတွေ့မြင်ရပါတယ်။လေကားတွေကမတ်တယ်ခင်ဗျ။ ဒီနေရာကတော့ဟိုအမြင့်ဆုံး နေရာကိုရောက်ရှိနေတာဖြစ်ပါတယ်ဖျားဘူးတချို့ပေးများပြီးတော့တပုံရိုက်နေတာကိုလည်းတွေ့ရပါတယ်ခင်ဗျာ ောင်ပေါ်ကနေကြည့်ရတဲ့တောင်အောင်မြင်ကွင်းကလည်းတော်တော်လေးကိုလှတယ်ခင်ဗျ။ဒီလေကားလေးကနေဆင်းသွားပြန်ဆိုရင်လေဟိုဘက်မှာဖျားရည်ရှိပါသေးတယ် အဝေးကနေလှမ်းပြီးတော့မြင်နေရတယ်။ရက်တော်မူရုပ်ပွားတော်ဖရာပုံတွေပဲဖြစ်ပါတယ်။ဖရာပုံတော်တွေရဲ့လက်ရာကတော့ရှေးဟောင်းပကံဖရာလက်ရာရင်းနဲ့ဆင်တူပါတယ်။ဖရာရုပ်ပွားတော်တွေကညံတော်လဲတော်တော်လေးကိုမြင်ပါရဲ့ခင်ဗျ။ ဖျားရုပ်ပွားတော်တွေမှာပြားတွေဆွဲနေတာကိုလည်းတွေ့မြင်ရပါတယ်။ပြောင်းဝင်ရဲ့အကြီးကြီးပါပဲခင်ဗျ။ ိုဘက်တောင်ပေါ်ကစီရီကိုဇုံဆွဲပြီးတော့ရိုက်ပြပေးထားတာပဲဖြစ်ပါတယ်အဲ့ဘက်ခြံကတော့ကျွန်တော်တို့မတက်ဖြစ်ခဲ့တော့ပါဘူး ထောင်ပေါ်နေပြီးတော့ပြင်ဆင်ပါပြီခင်ဗျာလေကားတွေကမက်လည်းမက်တယ်ညီလည်းမညီဘူးဆိုတော့ဗီဒီယိုရရင်လည်းဆင်ရတာဖြစ်တဲ့အတွက်တတိထားပြီးတော့ဆင်ရတယ်ခင်ဗျာ ချိန်ကလည်းတော်လေးရင်းနေပြီဖြစ်တဲ့အတွက်တဲနေရာကိုပြန်ပါပြီခင်ဗျနောက်နေ့ဒီမှာသွားမယ်ခရီးစဉ်တွေကိုလည်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။